ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ channel ကနေပရိသတ်များအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေစင်သက်သမားဤတန်လျာဆိုတဲ့ဆန်လန်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရစေ။ဆန်လန်လေးကိုမတင်ဆက်ခင်မှာတော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့ဆန်လန်လေးကိုအခုပဲဖပြတင်ဆက်ပေးမှာပဲဖြစ်ပါရစေ။ပြင်ပကိုထိုးချိန်လိုက်တယ် ချိန်သည်နေ့ပြမတပည့်ရဲ့ညီအောင်ကူးဆက်လိုက်ပြီးတော့အသက်ကိုဝါအောင်ရှူလိုက်တယ်။နောက်နောက်လည်းညှို့ဟုကွေးလိုက်တယ်။ဆက်ဝိုင်းအလေဘူဟိုမှာအပေါက်ကလေးဖြစ်သွားတယ်။ငါ့သားတနပ်ပြစ်တာအရန်ကိုတိုးတက်လာပြီဟဲ့။အဖစ်သားပဲအဖစ်ချီရတော့နင်းမပေါ့အဖေက။တင့်ခတ်မန်းကဒါဖြစ်သူကိုချင်းမွန်းစကားဆူလိုက်တယ်။နောက်နောက်ကလည်းကျင်းတဲ့တော့အပြုံနဲ့ပြောလိုက်လေတယ်။တစ်ဆိုင်တို့အဖွဲကတင့်ခတ်မန်းအိမ်ကိုရောက်လာကြတယ်။ င်ဆိုင်တို့အဖွဲ့ကျင်းခတ်မှန်အိမ်ကိုရောက်လာကြတယ်။ပင်ဆိုင်တို့ကအပြောနဲ့အမဲပြစ်အဖွဲ့ဖြစ်တယ်။ဟောကျင်းခတ်မှန်ပင်ဆိုင်တို့ပါလား။ကျင်းခတ်မှန်ပင်ဆိုင်တို့အဖွဲ့ကိုတွေ့လိုက်ရတယ်။လာကြလာကြ။နင်တို့မလာတာတော်ကြသွားမှာနော်။ဟုတ်တယ်မဟုတ်ဆိုရည်ဒီတစ်ခါနည်းနည်းကြာသွားတယ်။နေ့အတွက်ဝဲဝုံရင်နဲ့စင်စော်ရင်ငါဆုတ်ထားတယ်ကွာပင်ဆိုင်ကပင်ဆိုင်ကအဝဲသမား ကြည်ခတ်မရဲ့စင်စွဲမင်းသမီးကိုဝယ်နေကြ။ခီးရောက်မဆိုင်ပဲပင်ဆိုင်ကိုစင်စွဲများနဲ့ဝဲမုံရီများကိုထုတ်ပြလိုက်တယ်။တိတ်တော်တယ်မဟုတ်ဆိုရင်ဒါကြောင့်ပင်ဆိုင်တို့အားကိုးရတာပေါ့။ပင်ဆိုင်ကကြည်ခတ်မန်ကိုမြောက်ပင့်လိုက်တယ်။ဒီပစ္စည်းတွေအတွက်ကတော့ဈေးနဲ့ပိုပေးရမယ်နော်ပင်ဆိုင်။မဟုတ်ဆိုရင်စိတ်တန်းကြဖြစ်စီရမယ်။အများပေါက်စီတဲ့ပိုပေးမှာပေါ့လေ။ပင်ဆိုင်အတွက်ကြည်ခတ်မန်တောထွက်ပစ္စည်းများအကျိုးပြုနေရကြောင်း ကျင်းခတ်မှန်အကြိုက်လိုက်ရတယ်။ဘင်းဆိုင်တို့ပစ္စည်းဝယ်လိုက်။လုံနေကြအလုပ်တစ်ခုပဲ။ကဲကျွတ်တို့မနဲ့ပြန်ဆိုရင်တော့တောပြစ်မယ်။မဟုတ်ဆိုကြည့်ပါလိုက်ရမယ်နော်။ဥကွယ်ဒါများမင်းနေရသေးတယ်။ဘယ်တော့ကနေလို့တောပြစ်တိုင်းမှငါမလိုက်ပဲနေဘူးလို့လေ။တေးချအောင်မေးရတာပါမဟုတ်ဆိုရဲ့။တညတာခီကိုကျင်းခတ်မှန်အိမ်မှာဘင်းဆိုင်တို့အနားယူလိုက်ကြတယ်။ရှူအတွဲတွဲတောအထက်ကိုကြော်ဖြတ်၍ကြော်မိချိန်မှာတော့နေမွန်းတက်ပြီး ဟုတ်ဆိုရင်ကျွတ်တို့ဒီနေရာမှာနားကြရအောင်အေးဒီနေရာအကောင်းဆုံးနေရာပဲပင်ဆိုင်ကဲအားလုံးနားကြမယ်ကြီးခတ်မှန်ပဝင်ကြံကိုလွတ်လာလိုက်တယ်ပင်ဆိုင်တို့အဖွဲက၃ယောက်စုစုပေါင်း၆ယောက်လုံသားနဲ့မာတူကမိမွေးကြတယ်ပင်ဆိုင်တပင်းဦးကရရှိထားတဲ့ကြီးကိုဖြတ်နေကြတယ်ကြီးခတ်မှန်အကြအာယုံကိုအာယုံပြုတ်လိုက်တယ်ရေးစည်းတယ်ကဲပင်ဆိုင်ငါရေတော့ခတ်မယ် ဒီနားမှာရေတခွင်ရှိတယ်ကွဟုတ်ရလားမုတ်ဆွေရဲ့ဟုတ်ပါတယ်ပင်ဆိုင်ဟာငါဒီနေရာကိုမျက်စိမိတ်သွားရင်တောင်ရတယ်ဟိုဘက်တောင်ကျောင်းမှာရှိတယ်ကွကျင်ခတ်မန်ကတော့ကျွမ်းမုတ်ဆူကဲဒါဖြင့်ကျုပ်ပါလိုက်ခဲ့မယ်ဘ ഹു တူတားရတာပေါ့အေးလိုက်ခဲ့လေကွဝါရီဘူးများကိုတယောက်တလုံးဆွဲပြီးတော့ထုတ်ခဲ့ကြတယ်။ကျင်ခတ်မှဥဆောင်ရာတို့တောင်ကျောကိုလွန်တော့ တယ်ဟုတ်ပါလားမဟုတ်ဆိုရရှင့်မရေတဝင်ကြီးပါလားမဟုတ်ဆိုဆိုတာကနားမျက်စိလင်ရတယ်ကွပင်ဆိုင်ရကျင်ခက်မန်ကဂုံယူခွကြွားစွာပြောလိုက်တယ်မဟုတ်ဆိုကြီးနဲ့လိုက်ရတာကြောက်တယ်ပညာတော်တော်ရတယ်ဗျရေတကွမစီစဉ်လာတဲ့ရေမှာစမ်းချောင်းတပွဲဖြစ်တည်နေတယ်ကဲပင်ဆိုင်ဒီနားပဲခတ်ကြမယ်ရေတကွနားကိုတိတ်သွားလို့မကောင်းဘူးကွကျင်ခက်မန်ကရေတကွနားကိုမတော်ရင်အတွေ့တားတယ် ဘာဖြစ်လို့လဲမဟုတ်ဆိုရက်ဘင်းဆိုင်ကနားမလဲ၍မေးတယ်ကျင်းခတ်မန်ကပြောပြပါတယ်ဒီလိုကွရဲတဝန်းသားမှာများသောအားဖြင့်အမဲခေါင်တွေရှိတတ်တယ်။ဒီအချိန်ဟာပူအပ်တဲ့အချိန်။သူတို့ရေစင်ကြမယ်လေ။အတွေ့အကြုံတဘာဝကိုကျင်းခက်မန်ကပြောပြလိုက်တယ်။ရေအပြည့်ဝါးဘူးများကိုတည်၍စမ်းကြောက်အနားမှာနှစ်ဦးသာထွက်လာခဲ့ကြတယ်။ကျင်းခက်မန်ကတွက်လက်ဖြက်လက်စွာနဲ့ရှစ်မအွယ်နေမလိုက်အောင်တံမာလိုက် ပင်ဆိုင်ကမနှဲမိအောင်လိုက်နေရတယ်။စမ်းကြောင်နဲ့မီတာ400ခန့်အရောက်တဘာဝကြောက်ကူကြီးကိုတွေ့ရတယ်။မဟုတ်ဆိုရင်ဟိုရှိကကြောက်ကူကြီးမလား။အေးလေကွယ်။ကျွတ်တို့လာတော့ကမမြင်ပါလားဗျ။ဟာငါတို့လာတာဒီကူရဲ့အနောက်ဘက်ကလာတာကွ။ဖယ်မြင်ပါမလဲ။ပင်ဆိုင်ကတော်မကြွန်သဖြင့်ကြင်ခတ်မှန်ကရှင်းပြနေရတယ်။ဒါဖြင့်မဟုတ်ဆိုကြီးနဲ့ကျုပ်ကကူတဲ့ဝင်ကြည့်ရအောင်များ။ ဟာကွာဒီမှာရေခက်လာတယ်အချိန်ကြာလို့မဖြစ်ဘူးပင်းဆိုင်ရကျင်ခက်မန်ကငင်းလိုက်တယ်ခဏလေးပါဗျာဘူးတုတရတာပေါ့ပင်ဆိုင်ကဂူရှိရာသို့ဥတီလိုက်တော့တယ်ကျင်ခက်မန်နဲ့ပင်ဆိုင်ဂူအတွင်းကိုဝင်ခဲ့ကြတယ်ဂူအတွင်းမှာတော့အေးဆက်တော့အထီးတွေ့ကိုခန်းစားလိုက်ကြရတယ်ကျင်ခက်မန်ကမတ်ချက်ပြူတယ်အပါအေးလာကြည်လားကွဟုတ်တယ်မိုးဆိုးကြီးအေးဒါစိတ်နေတာပဲနော် လူတွေအယူစုကိုတွေ့လိုက်ကြရတယ်။တေဆုံးနေဒီမှာတော့အတော်ကြာမြင့်နေပြီးမှန်းကိုတီးလိုက်ကြရတယ်။ပင်ဆိုင်ရေအယူစုနာမှာအိတ်တလုံးကဟုတ်တယ်မဟုတ်ဆိုရင်ပင်ဆိုင်ကအိတ်ကိုလမ်းယူလိုက်တယ်။ဝိုးကပြင်ဖြစ်တဲ့အိတ်ကဆွေးမြင့်ခြင်းမရှိအိတ်ကိုဖွင့်ပြီးတော့တွန်ချလိုက်တယ်။စာအုပ်တအုပ်နဲ့လူသုံးဆောင်ပစ္စည်းများအချို့ထွက်ကြလာတယ်။ပင်ဆိုင်ရေဘာစာအုပ်လဲဆိုတာနေသိလားကွ။ဂျင်ခတ်မန်ကမေးလိုက်တယ် ပင်ဆိုင်ကစာအုပ်ကိုဖတ်ကြည့်ရင်ဖွင့်လိုက်တယ်။မဟုတ်ဆိုကြည်အင်္ဂလန်သားဂျော့စတီဘင်ကိုရေးထားတာဗျ။မျက်နှာဖုံးမှာတော့အမီနဲ့တိုင်းပြည်အမီကိုပင်ဆိုင်ကဖတ်ပြတယ်။စာအုပ်တနေရာမှာတော့မြေပုံတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါပါလေပင်ဆိုင်။အင်းကျုပ်အထင်တော့တနေရာကိုညွန်ပြတယ်မြေပုံလို့ထင်တယ်။ပင်ဆိုင်ကရေးထားသောစာများကိုဖတ်ကြည့်နေတယ်။ပင်ဆိုင်စာကိုဖတ်နေရမှာ သူတယောက်နဲ့ပင်ဆိုင်អော်လိုက်လေမဟုတ်ဆိုရင်ကျုပ်တော့ချမ်းသာပြီဗျဘာလဲပင်ဆိုင်နင်ဘာတွေပြောနေရလဲကျင်ခတ်မှန်းနားမလဲစွာဖြင့်မေးလိုက်တယ်စင်သေးဆိုင်မြေပုံဗျမဟုတ်ဆိုရင်ပင်ဆိုင်မှာထောက်ကုန်မတဝမ်းတာနေတယ်ဘာစင်သေးဆိုင်မြေပုံဟုတ်လားဟုတ်တယ်ကျုပ်တို့တဲ့ဖျားသခင်ကဖန်ဆင်းပေးတာဗျပင်ဆိုင်မှာတော့ကျင်ခတ်မှန်းကိုမြေပုံလမ်းပေးလိုက်တယ် ကျင်ခက်မန်ကမြေပုံကိုကြည့်လိုက်ပြီးတော့မဟုတ်ဆိုကြီးဒီနေရာကိုကြည့်စမ်းကျုပ်တို့ရောက်နေတဲ့နေရာမလားအေးဟုတ်တယ်ကွာဒီမြေပုံအညွန်ရဆိုရင်တော့ဝေဘာဂရိတောင်ရဲ့မြောက်ဖက်မှာလို့ပြတ်ထားတာကွာအဲ့ဒီဝေဘာဂရိတောင်မဟုတ်ဆိုကြီးရောက်ဖူးမှာပေါ့အေးငါဆင်ပြေနေတခေါက်တော့ရောက်ဖူးတယ်ကွအင်းတောင်သုံးလုံးကိုကြောရင်ရောက်ပြီဒါပေမဲ့ခီးကကျန်းနေပင်ဆိုင် ဒီနေရာနဲ့ဆိုဘလောက်ဝေသေးလဲမို့ဆိုရင်ဂျင်ခက်မန်ကတတိပေးတယ်။ပင်ဆိုင်ကရွေချက်ခိုင်မာစွာချလိုက်တယ်။အိုးဘာပဲဖြစ်ဖြစ်ပြာကျုပ်တို့အတွက်ရလာတဲ့အခွင့်အရေးတော့အဆုံးရှုံးမခံနိုင်ဘူးမို့ဆိုရင်ဖျားသခင်ကဈေးခိုင်းတာဆိုတော့ရောက်အောင်သွားရမှာပေါ့မို့ဆိုရင်နေရဒီနေရာကိုသွားချင်လို့လာပင်ဆိုင် ဂျင်ခတ်မန်နဲ့ပင်ဆိုင်တို့အဖွဲ့တောပစ်ချင်းမှဥတီကျဲပြောင်းလိုက်ကြတယ်။သူတို့ဥတီနေသည်ကဝေပါဂရိတောင်ရဲ့မြောက်ဖြားဒေသတို့တတော်ဝင်တတောင်တဲ့ခီးဆက်လျက်ဝေပါဂရိတောင်ကိုနေမုံကြမှာလမ်းမြင်ကြရတယ်။တကြောပြောချင်သူကပင်ဆိုင်။ပင်ဆိုင်ရေဟိုကတောင်ကဝေပါဂရိတောင်ပဲကွာ။တို့တို့တော့မကြင်တထဲဖြစ်ပြီဗျ။ငါတို့ဒီမှာညအိတ်မယ်ဟိတ်။မဟုတ်ဆိုရင် အချင်ရှိသေးတာပဲဝေပါဂရီတောင်းသွားရင်မရဘူးလားကျင်ခတ်မန်ကပြောလိုက်တော့မဟုတ်ဆိုရင်အချင်ရှိသေးတာပဲဝေပါဂရီတောင်းသွားရင်မရဘူးလားဘင်ဆိုင်ကမေးခွန်းထုတ်လိုက်တယ်ငါတို့လူတွေကတော်တော်ပြင်းမနေကြပြီကွာမမေ့လူတွေကိုပြန်ကြည့်နေကျင်ခတ်မန်ပြောလိုက်တယ်အိုးဗျာယောက်ျားတွေပဲဝေပါဂရီတောင်းပေါ်ရောက်မှပဲနားကြမယ်လေမဖြစ်နိုင်ဘူးငါတို့မှမမြင်နိုင်တဲ့အန်ဒီယေကို တတိထားရတယ်ကွပင်ဆိုင်ကခီးထွက်ရန်ပြင်းပြနေတယ်အခုချိန်ထိဘာအနေမှမရှိရပဲမဟုတ်ဆိုရအေးလေနေတို့သွားချင်တပါဆိုလဲဝေပါဂရီတောင်မိုးမချုပ်ခင်ရောက်သွားမယ်ပြောမရတဲ့အစုံမှာတော့ကျင်ခက်မှလက်လျှော့ရပြီကဲအားလုံးခီးစားကြမယ်ဟိဝေပါဂရီတောင်တို့ဥတီလိုက်ကြတော့တယ်တော်တိုးတံများကတဖြည်းဖြည်းနီးကပ်လာချီပြီအားလုံးအစ်ပြင်းနာကြဟိ့ ကျင်းခတ်မန်ကအတွေ့အကြုံရှိသူပြီးပြီးအဖွဲ့ကိုတတိပေးလိုက်တယ်။ကျင်းခတ်မန်တတိပေးမှုက နောက်ကျသွားခဲ့ကြပြီ။တောစီရဲ့အုပ်ကစတင်တိုက်ခိုက်ရန်အတွက်ပြေးဝင်လာကြတယ်။မုတ်ဆူနစ်တောကောင်တို့ရဲ့တိုက်ပွဲ။ကြောင်မဲ့ဖွဲ့အတန်းများတနက်ပြစ်ခတ်တန်းများကစူညံသွားကြတယ်။တောစီရဲ့အုပ်များနဲ့လုံမုတ်ဆူတိုက်ပွဲတို့ကပြင်းထန်လာတယ်။မုတ်ဆူတို့ရဲ့ကြီးစံကြောင့်ဆင်များတည်သလိုမုတ်ဆူတို့မှလည်းစင်တို့ရဲ့ခြေပွားအောက်မှာပြားပြားမောက်လျင် ကျင်ခန့်မန်နေပင်ဆိုင်လုံးသားတို့တုံဦးသာကြံတော့တယ်။ကဲပင်ဆိုင်ငါတို့ပြေးကြမယ်။အချင်းနေမကောင်းမှတိလိုက်တာကြောင့်တုံဦးသာလက်ပြေးတော့တယ်။လုံးသားကိုမြေပုံပါတဲ့အိတ်ကိုပင်ဆိုင်ကပြင်းနဲ့လမ်းပြေးလိုက်တယ်။ပြေးပြေးလွတ်အောင်ပြေးကြဟိတ်။တောရှင်ရဲ့အုပ်ထဲမှာဆွဲစုံစင်ကြီးမှာတော့ကျင်ခန့်မန်တို့နောက်ကိုထက်ချက်မကွာလိုက်နေတယ်။ကျင်ခန့်မန်ကပြေး၍လိုက်နေတဲ့စင်ကိုရင်ဆိုင်လိုက်လေတယ်။ ခြေခတ်မဲ့တနက်ကိုထိုးချိန်လိုက်လေတယ်။လေဟုံးကဲ့သို့လင်မြလွန်လာတဲ့စင်ကြီးနှမောင်ဖြင့်ခြေခတ်မန်ကိုလွှဲရလိုက်တယ်။တနက်ပြစ်ခတ်ခြင်းမမရ။ခြေခတ်မန်လွတ်ဆွန်ထွက်သွားတယ်။ပင်ဆိုင်မှာတော့ခြေခတ်မန်ကိုကဲတင်နိုင်ရန်အတွက်ဝေးစွာ။အသက်လူပြေးနေရတယ်။လုံသားကတော့နောက်ကိုလက်မကြည့်ခြေဦးတက်ရသူသာ။ဆယ်စုံစင်ကြီးရဲ့ဒေါ်မန်ကြီးစွာအော်တန်ကတတော်လုံးမှဟိမ့်ထွက်သွားတယ်။ခြေခတ်မန်အာယူပြီးတော့ထားလိုက်ချိန်မှာတော့ နောက်မှပါလာတဲ့ဆင်းအုပ်ကြီးကိုလမ်းမြင်လိုက်ရတယ်။ငါငါတည်ရတော့မယ်။နောက်ဆုံးအသည်ကျင်ခတ်မန်တောအုပ်ကြီးအောက်ကိုရောက်သွားခဲ့လေပြီ။ပင်ဆိုင်မှာတော့ကျင်ခတ်မန်တေးဆုံသွားပြီဟုသိလိုက်မိချင်းခလုတ်တိုက်ကမိမိမှာနှစ်ပတ်သုံးပတ်များလိတ်သွားတော့တယ်။ပင်ဆိုင်ပြန်ထချင်မရနိုင်။ဒါဆိုငါယောက်ျားတည်ပြီပေါ့။ဟုတ်လား။လုံးတာဤပြောပြခြင်းကိုဂျိန်တော်နဲ့နောက်တော့ကြားနိုင်စွမ်းမရှိရော။ ဒိန်တော်မျက်ရည်များကလှိတ်ဆင်းလာခဲ့ပြီဟုတ်ပါတယ်ဒိန်တော်ငါတော်မှကံကြီးလို့လွတ်လာတာကျင်ခတ်မရဲ့အဖြစ်ဆိုးလားကြည်လားဘာမှအားမရနဲ့ဒိန်တော်နေတော့တာမျိုးငါ့ဆရာအတွက်ငါတောင်းယူမှာပါငါတော့ဘာမှမလုပ်တတ်တော့ဘူးလုံသားရဲ့အေးပါဟာငါကြောက်လုံရှိပါတယ်လုံသားကအားပေးစကားပြောလိုက်တယ်ဒိန်တော်အတွက်ငိုယုံမတပါမြင်းတို့မြတ်မတက်နိုင်ပါ ကျင်ခန့်မှန်လေထဲမှာအတော်ကြာကြာလွမျောနေတယ်လို့ခန်းစားလိုက်ရတယ်။အမောင်တို့ကအရာအလုံးကို ဖုံးလွှမ်းထားတယ်။ဖြတ်ခနဲ့အလင်းနှန်းကိုမြင်လိုက်ရတာကြောင့်အဲ့ဒီအလင်းနှန်းရှိရသူတောစီရင်တို့ပြောမြူရာစင်မကြီးမှစင်ကလေးတကောင်မွေးဖွားခြင်းဟာစင်ကြီးတွေစင်ထီးများက အကာအကွယ်ပေးနေတယ်။အရာအလုံးကကျင်ခန့်မှန်တဲခွဲစွာနဲ့မြင်လိုက်ရတယ်။ကျင်ခန့်မှန်ကအနားကိုရောက်လာကြတဲ့ စင်မများကိုကြည့်တာငါ့ကိုဘာလို့ကြောက်မလို့ပါလဲစင်များကအေးဆေးစွာရှိနေရာကြောင့်ကျင်ခတ်မနားလည်ရန်အတွက်ခက်လာတယ်ဟာငါငါ့ကိုရေရင်နဲ့မှုတ်တယ်ဟာငါငါစင်စင်ဘောမမိကိုရေများဆူဆွဲသွားတယ်ကိုတိလိုက်ရပြီးရဲ့နောက်မိမိဘဝအမန်ကိုကျင်ခတ်မတိရှိသွားလိမ့်ပြီကျင်ခတ်မအတန်ကုန်ခိအော်လိုက်လိမ့်တယ် ဆေးမကြီးမှာတော့ကြေခတ်မှန်អော်လိုက်တဲ့ဖြင့်နမဖြစ်ရစ်ပါထားလိုက်တယ်။ဒါငါအမေငါအမေကြေခတ်မှန်လက်ရှိဘဝရဲ့အမေကိုတည်ရှိလိုက်ရလိမ့်မယ်။တစက်သေးသတိရလိုက်တီကစနီးတဲ့ဒိန်တော်ပြီးတာလေးနော်နော်နင်တို့နဲ့ကဘဝချခဲ့ပြီဒိန်တော်ကြီးဘဝတွေချခဲ့ပြီကွယ်ကြေခတ်မှန်ကအရာရာကိုနားလည်လိုက်မိပါတယ်။နာနာအသက်ပင်၁၈နှစ်ကိုရောက်ခဲ့လိမ့်မယ်။ အမေကျုပ်ဘရဲ့ကြံခဲ့တဲ့ခီးတို့ဆက်သွားခြင်းနဲ့ငါသာငါသာအတငငယ်လေးပဲရှိသေးတာဘယ်ဖြစ်မလဲနော်ဒိန်းတော်စကားကိုနော်နော်လက်မခံဦးလုံးသာမမေကိုပြောပြပါငါတို့ဆရာရဲ့တောင်းကိုဆက်ပြီးတော့ထမ်းဆောင်ခြင်းနဲ့ဒိန်းတော်နင်တို့ဘဝချမ်းသာဖို့ဘောဟလုံသားကလည်းရွယ်ချက်ကိုပြောပြတယ်ပူမနေစမ်းမာနဲ့ဒိန်းတော် နေ့တာ အဖေထက်လက်ဆောင်ထက်တဲ့ကောင်ဟာမဖြစ်ဘူးထင်တယ်လုံသားငါတို့မှဒီမင်းနဲ့ဒီသားပဲရှိတာငါသားတစ်ခုခုဖြစ်ရင်တော့ငါဒုက္ခရောက်မှာလုံသားနနောက်ရဲ့အရေးချင်းကိုယုံကြည်စွာနဲ့ထောက်ခံလိုက်တယ်อืมနေတော့ကနေရောက်ငါကတရားငါဘာမှမပြောတတ်တဘူးလုံသားအမေရဲ့ကျတို့ဒီစင်တင်ချိုင်းကိုသာရှာတွေ့ရင်တော့အမေချင်းချင်းသာနေရမှာအဲ့တော့ ကျွတ်တို့ခွင့်ပြုပါနော်။ဒိန်းတော်ကตาမျက်နှာကိုငေးဆိုင်ကြည့်မိတယ်။အော်အဖေတူတဲ့ตาလေးရဲ့။နောက်တော့နေ့လုံးတော်တို့နှူသာတောကိုဝင်ခဲ့ကြလိမ့်မည်။နောက်တော့ကလုံးတော်နောက်မှာထက်ကြမကွာလိုက်နေမိလေ။တောတောင်စိတ်ဆန်ရှုံမြောင်များကိုအထက်ထကြောဖြတ်လေ။နှူသာခီးစက်ကြသည်မှာတောင်တုံးလုံးတို့ပင်ရောက်ခဲ့ပြီ။နောက်တော့မကြခင်ဝေပါခရီးကိုရောက်တော့မယ်ကွာ။ ုတ်လားလုံးသားဒါဆိုကျုပ်တို့ အတော်ရောက်ပြီပဲဗျနောင်နောင်ကတောင်မြောက်ကို မျောကြည့်လိုက်တယ်ရှင့်မှာတော့ရေတကွန်တစ်ခုကိုနှူးသားတွေးလိုက်ကြရတယ်ရှင့်မှာရေတကွန်တစ်ခုဟဲ့အတော်ပဲပင်မန်းနာတွေကိုရေချိုးပြရမယ်လုံးသားရင်ရေကွန်ရှိရသူဥတီလိုက်လိမ့်တယ်လွယ်ပိုးလာခဲ့တဲ့ရိတ်ခါများကိုချလိုက်ပြီးတော့ကဲငါတို့အေးအေးဆေးဆေးရေချိုးကြတာပေါ့ရေတကွန်မှာစီးလာတဲ့စမ်းကြောင်တို့ဆင်းပြီးတော့ရေချိုးလိုက်ကြတယ် ပတ်ဝန်းကျင်ကတာယာလာတယ်။ရေတမှုမှစီးစင်းလာတဲ့ဆန်းချောင်းတို့အပေါ်ဘက်တောင်ကျောမှာကျင်ခတ်မှန်းလူနဲ့ရလိုက်တယ်။လူနဲ့ရတယ်။လူနဲ့ကျင်ခတ်မှန်းရေတကွန်းအောက်ကိုကြည့်လိုက်တော့လူနှစ်ယောက်ဟာလူနှစ်ယောက်ရေချိုးနေပါလား။အရေးချီကိုလိလအကဲခတ်လိုက်တယ်။ငါသူတို့ကိုမြင်မှုတယ်။နောက်နောက်တို့ရေချိုးပြီးခီးဆက်ရံပြင်းနေကြတယ်။ကျင်ခတ်မှန်းကတောင်ကျောအတိုင်းကို ခြေတန်လလုံးဖြင့်ဆင်းလာခဲ့တယ်။နောက်နောက်တို့တို့ကအနည်းဆုံးနေရာဖြစ်တဲ့ရှူအတွင်ကိုရောက်လာခဲ့တော့လုံးလုံးတာနဲ့ငါတာနှောင်းတော့ပါလား။ကျင်ခတ်မန်ဝန်းတာသွားတယ်။ငါငါဝန်းတာလိုက်တာ။ကျင်ခတ်မန်တွေ့ရင်ရှူထဲမှာအထွက်နောက်နောက်နေလုံးတာတို့တစ်ဖက်ကနေတင်ခွဲစင်ကဘွားကနေပေါ်လာသည်ကိုတွေ့လိုက်ရတယ်။နောက်နောက်စင်စင်กว่าစင် လုံးတာကနန်းနောင်ကိုတတိပေးလိုက်တယ်။ငါ့အဖေကိုတက်တက်ကောင်းတယ်။တွေ့ပြီပေါ့ကွာ။နောက်နောက်တနက်မောင်းကိုတင်လိုက်တယ်။ကျင်ခက်မန်ကအရာအားလုံးကိုမြင်နေရတယ်။တင်းခွဲစင်နဲ့နောက်နောက်တို့ထိတ်တိုက်တွေ့လိုက်ချိန်မှာတော့နောက်နောက်ဤတနက်တန်ကတတော်လုံးကိုဟိမ့်ထွက်သွားတယ်။တင်းခွဲစင်မှာတော့တစ်ချက်သာအော်နိုင်ပြီးတော့ဘုံကနေလဲကျသွားလိတော့တယ်။ဟာဟာဟာငါ့အဖေကိုတက်တက်ကောင်းတယ်။မင်းတို့မျိုးဖြုတ်ပြစ်မယ်ကွာ။ နားနောင်ကအမြင်စွာနဲ့ဟေ့ကျွေးလိုက်တယ်။ကျင်ခတ်မှနားလည်လိုက်ပါတယ်။ငါငါသူ့နဲ့ထွက်တူလို့မဖြစ်ဘူး။ငါဟာစင်သူတို့ငါကရမှုမဲ့ထင်ပြီးတော့ငါ့ကိုတတ်ကြလိမ့်မယ်။ငါဘာလို့ရမလဲ။ကျင်ခတ်မှမျက်ရည်ကျရပြီ။အဖေကငါသားတို့မုံနဲ့ဆင်ဖြစ်နေတာ။ငါသားမသိနိုင်ဘူးပေါ့လေ။ကျင်ခတ်မှရွှေတွင်းကနေတောင်ကျောအတိုင်းကိုပြန်တက်ခဲ့တယ်။ တောင်ထိပ်ကိုရောက်တော့အောက်ကိုတပံပြန်ကြည့်လိုက်တယ်။ကျင်ခတ်မှန်စိတ်ကိုလွတ်လိုက်တယ်။စင်အော်တန်ကိုအူသာကြားလိုက်ရတာကြောင့်တောင်ထိပ်ကိုကြည့်မိတယ်။နော်နော်တောင်မောကစင်အော်တန်နဲ့ကြားရည်ကွာ။ဟုတ်တယ်လုံးသား။အိတ်များတဲပူပြီးတော့တောင်စောအတိုင်းကိုတောင်ထိပ်ကိုတက်ခဲ့ကြပြီ။ဟိုရှိရမြင်ရတာဝေဘာဂိရီတောင်ပဲ။နော်နော်လုံးသားကနေနေရပြီဖြစ်တဲ့ဝေဘာဂိရီတောင်ကိုပြလိုက်တယ်။ ဒါဆိုမြေပုံအညူရကျုပ်တို့ရဲ့ခီးရမဝေးတော့ဘူးပေါ့နော်။အေးပေါ့ကွာ။တညတာနာခွေရန်အတွက်နှူဦးသားပြင်ဆင်ကြတယ်။ဒီကူကငါတို့အတွက်လုံခြုံစိတ်ချရတဲ့နေရာပဲနော်။နှက်နာ။ဂူတဲကိုဝင်လိုက်ကြတယ်။မိဖို့ရအောင်လုံးသား။ချင်းကောက်ကွာ။အေး။ဂူပတ်ဝန်းကျင်ကိုကြည့်လိုက်တော့စိတ်ချရတဲ့အနေထားကိုနောက်နောက်မြင်လိုက်ရတယ်။ချင်းများနဲ့လုံးတောင်ရောက်လာတော့နှူဦးသားမိဖို့တကူကိုမြုပ်လိုက်တယ်။ ညအမောင်ကတဖြည်းဖြည်းကြီးစိုးလာခဲ့တယ်။ခုပြင်မှာတော့တောင်းမပြောခံကြီးကိုကျင်ခတ်မန်းနှမောင်ဖြစ်ချိုးယူလိုက်တယ်။မပြောခံကိုတဲပြီးတော့ကျင်ခတ်မန်းရှောက်လာခဲ့တယ်။သမုဒိယတန်ရောကြီးရဲ့ခန်းစီချက်ပင်အမောင်ထဲမှတရွေ့ရွေ့နောင်နောင်နေလူသားတို့မိဖို့ပြီးမှအိပ်ပျော်နေကြတယ်။ကျင်ခတ်မန်းကခုထဲကိုလမ်းကြည့်မိတယ်။သူတို့ဒီတော်တွေကိုဘာကြောင့်လာကြတာလဲ။တားဖြစ်သူနဲ့တပြည့်ဖြစ်သူတို့ကမိမိဘဝကိုတိကျမိမထင် အမောင်းထဲမှာတရွရွရွနဲ့နာနာနေလုံးတာတို့မိဖို့ပြီးမှအိပ်ပျော်နေကြတယ်။ကျင်ခတ်မန်ရေထဲသို့လှမ်းကြည့်မိတယ်။ကျင်ခတ်မန်ကဂူလေးနာနေလေးတဲစာဖြင့်ပြန်ထွက်ခဲ့တယ်။မြဝန်းအိမ်ထဲမှာတော့မျက်ရည်များနေဝမ်းမအမင်းငရဲမအပါဆိုတဲ့စကားကိုငါကိုယ်တိုင်တွေ့ဆုံခဲ့ရပြီကော။နန်းနဲ့နေကြီးကတောတောင်တဲ့ဘဝကိုအလင်းရောင်ပေးလိုက်တယ်။လုံးတာလုံးတာအိမ်နေတဲ့လုံးတာကိုနာနာနိုးလိုက်လေ။ဟင် ဘာလဲဟထထပါအောင်ဗျအဲ့နေရာမှာသူလူလဲထလိုက်တော့တယ်ဘာဘာလဲနနာလုံးတောင်မျက်လုံးနှလုံးကိုပွတ်တက်ရင်းနဲ့မေးလိုက်တယ်ဒီမှာကြည်စံလုံးတောင်နန်းတော်ရဲ့လက်ထဲမှာတော့ငပြောခံကြီးဟာငပြောသေးတယ်ဗလားဟုတ်တယ်ဗျအံဩစွာနဲ့လုံးတောင်ကြည့်မိတယ်ကျုပ်အိပ်ရာထားတော့ဂူဝင်ဝမှာတွေ့တာဗျအင်းဒါတယောက်ယောက်ကလာထားသွားတာကွာ န်းတော်ရဲ့လက်ထဲမှာငပြောကန်ကိုတေချာစွာကြည့်လိုက်တယ်။ကျုပ်ထင်တော့ကျုပ်တို့အပြင်ဒီတော်ထဲမှာလူရှိနေပြီဗျ။နန်းတော်ကမတ်ချက်ချလိုက်တယ်။လုံးတောင်ကတော့ငပြောသည့်တလုံးကိုဖြုတ်၍စားလိုက်တယ်။အပါချိုမချိုပဲဟဲ့။အရသာရှိလာတဲ့ငပြောသည့်ဖြစ်၏။နန်းတော်လည်းငပြောသည့်ကိုစားလိုက်တယ်။ဘာပဲဖြစ်ဖြစ်ဗျာ။ကျုပ်တို့အတွက်စားစရာရတာပေါ့ဗျာ။ရှုအတွင်းမှာတော့ဆင်းများစွဝေးနေကြပြီးတော့ ိမိတို့ဘက်မှစင်တကောင်တေးဆုံးခြင်းကြောင့်ရန်သူကိုတိုက်ခိုက်ရန်ဖြစ်တယ်။ငါသားနဲ့လုံးတောင်မတွေ့ကြပါစေနဲ့။ကျင်ခတ်မှန်ဆုတောင်းမိလိုက်တယ်။စင်အုပ်ကြီးရဲ့နောက်ဆုံးမှနေကွေတော်ခြေလမ်းများဖြင့်လိုက်လာခဲ့တယ်။ဦးစီကောင်းဆောင်စင်ကြီးမှစင်များကိုဦးဆောင်လျက်ရှူအတွင်မှစတင်ထွက်ခွာလာခဲ့တယ်။ကျင်ခတ်မှန်ဆုတောင်းမိတယ်။ဖះဖះငါသားနဲ့လုံးတောင်ဒုက္ခရောက်တော့မယ်။မတွေ့ကြပါစေနဲ့။ စေအုပ်ကြီးရဲ့နောက်ဆုံးမှာနေကွေတော်ချီလမ်းမြပြေးလိုက်လာခဲ့တော့တယ်။နောက်တော်နေလုံသားဝေပါကိရိတောင်းတို့စတင်တက်ခဲ့ကြတယ်။ခီးကြံကြောင့်လူများပင်ပန်းနှံတွင်နေကြတယ်။ခဏနားကြရအောင်။အေးကောင်းတယ်။နားမယ်ကွာ။တစ်ပင်ကြီးအောက်မှာထိုင်၍နားကြတယ်။စေအုပ်ကြီးမှာတော့ဝေပါကိရိတောင်းရှိရာသို့ရှုအတိုင်းကိုဥတီလာနေကြတယ်။တော်တူးတံများတစ်ပင်ပြိုလဲတံများက ကျောင်းမဲ့ဖွယ်ကောင်းလာပါရဲ့အညိုကြီးစွာဖြင့်စင်အုပ်ကြီးမှတော့ခြိတက်လာနေကြပြီမနှုတ်တလူသားနှစ်ဦးကတော့ဖြစ်ပေါ်လာမိအန်တရာကိုမသိလုံးတာကြီးကျုပ်တို့ခီးဆက်ကြစို့နန်းနောင်ကထိုင်ရမထလိုက်တယ်တင်ခတ်မှမျက်စိထဲမှာတော့တားနေတပြီကိုတွေ့လိုက်ရတယ်ဆုတောင်းမပြေဝပါလားနောက်မကြခင်အတွင်မှာတော့တိုက်ပွဲဖြစ်ပြီးတော့တယ်ဝေပါဂိရိတောင်ကိုဆင်းခဲ့ကြပြီးတော့မြောက်စုစုအရက်သူ နာနာနေလုံးသားဥတီလိုက်ကြတယ်ဒီလူမျိုးလူရင်တော့ငါတို့အောင်မြင်ပါပဲနန္ဒာလုံးသားကနန္ဒကိုအားပေးလိုက်ပါတယ်လွင်ပြင်းအလွန်မှာတော့စင်ဦးကြီးတောင်ကပြက်ပြက်မြင်နေရတယ်အဲ့တောင်နေရာမှာတော့စင်သင်းချမ်းကရှိနေပါတယ်ဟိုကမြင်နေရတာစင်ဦးတောင်ပဲနန္ဒာအဲ့တောင်မှာငါတို့အခီးဆုံးပါကွာလုံးသားညူပြရာသူနန္ဒကကြည့်လိုက်တယ်လွင်ပြင်းတစ်ခုလုံးကတုံဟီးသွားပြီးတော့ဒေါမန်ကြီးတဲ့စင်အုပ်ကြီးကရံမူရံအတွက် နနောင်နေလုံးတာရှိရသူဟာဆေးအုပ်ကြီးလက်လာပြီဟဲ့လူဦးသားနောက်ကိုလက်ကြည့်မိတယ်လွင်မင်းဆိုဒီကပုန်းခုန်နိုင်ရဲ့နေရာမရှိပါငါတို့ဘယ်လိုလုပ်ကြမလဲနနောင်ဦးဗျာကျုပ်တို့ကြည်စံရှိသလောက်တော့ဒီကောင်တွေတရမှာပေါ့နောင်နောင်ကအစ်စ်ပြင်လိုက်တယ်လုံးတာကလည်းအစင်းသေးဆေးအုပ်ကြီးကချက်ချင်းရက်တန့်သွားတယ်နောက်ဆုံးမှလိုက်လာတဲ့စင်နနောင်ဖေးကျင်းခမန်းရှေ့ဝတကောင်နဲ့ထွက်လာတယ် ငါသားတွေလွတ်အောင်ပြေးနိုင်ပါစေ။နားနာနေလုံသားရှိရာသို့တလန်းချင်းလျှောက်လာခဲ့တယ်။ပြေးကြ။ပြေးကြ။မင်းတို့လွတ်အောင်ပြေးကြ။ကျင်ခတ်မှန်ထွက်ပြေးရန်အတွက်အတန်ပြုတ်လိုက်တယ်။နေကြီးကိုခြေဆောက်လက်တန်ကတုံခါသွားသည်။စင်ကောင်တော့ထွက်လာပြီလုံသား။နားနောင်ကတနက်ကိုထိုးချင်ရန်အတွက်ပြောလိုက်ခြင်းပင်ဖြစ်တယ်။ငါတို့တက်ဖို့လာနေရလားကွ။နောက်နောက်တနက်ကဥကင်ရှိရာသို့ချိန်လိုက်တယ်။ ငါ့ကိုရန်သူလို့ထင်ပြီးတော့ငါသားငါ့ကိုပြစ်တော့မယ်။ကျင်ခတ်မှန်တိလိုက်ပါပြီ။ကျင်ခတ်မှန်အာကုန်အွန်လိုင်းမိတယ်။ပြင်းထန်လာတဲ့ထီချက်ကျင်ခတ်မှန်ဥကိမနေတစဉ်ဥနောက်ရှိရာသို့ဖောက်ထွက်သွားသောကြည်စံ။တာတာငါသားပြီ။ကျင်ခတ်မှန်ကဝေဒနာကြားမှပြေးခိုင်းနေ။နောက်ဆုံးအချိန်တနတ်ကြည်စံများကကျင်ခတ်မှန်တကူလုံးကိုနေရာအနှက်မယ်။ရက်တန့်ချင်းကမစွမ်းတာနိုင် ကျင်ခတ်မှန်မျက်လုံးများပြဝေးလာတယ်။နောက်မှခြံခဲ့တဲ့စေအုပ်ကြီးဟာတိုက်ပွဲဝင်ကြနေပြီ။စင်နဲ့လူသားတိုက်ပွဲ။နန်းတော်တို့ကလည်းအသက်တည်ခံ၍ပြစ်နေကြတယ်။ငါအဖေအတွက်ငါရဲ့အသက်ကိုကြီးမယ်ဟဲ့။ငါစရာအတွဲကတိုက်ပွဲကပြင်းထန်လွန်းလာတယ်။စင်ကြီးများမှာတော့ဒေါမန်ကြီးစွာတိုက်ခိုက်နေကြတယ်။ကျင်ခတ်မှန်မျက်လုံးများကမမိချီတော်များကိုဥဆောင်ခေါ်ရသူလမ်းခဲမိတယ်။ဥတီယာကစင်ဦးကြီးတောင်တို့ ဖះဖះငါငါတီးရတော့မယ်လုံးတာရဲ့အဖြစ်ကကြောက်မဲ့ဖွေရစင်နကောင်ရဲ့အဆွေများတွင်နောက်နောက်တယောက်ထဲတာဟာလုံးတာတော့တီးပြီနောက်နောက်တယောက်လွင်ပြင်ကိုကြည့်ပြီးတော့ကိုလူယုံပြေးရလိမ့်ပြီနောက်မှစင်ဥကထက်ကြမကွာလိုက်လေတနက်ကိုပြင်းနဲ့ပြင်းနေရတယ်စင်ဥခင်းတာငါဘယ်ကိုသွားနေရလဲငါတာနဲ့လုံးတာ အချင်းကြီးကောင်းပါရဲ့ ကျင်ခတ်မှန်ဝေဒနာကြားမှစိုးရိမ်နေမိပါတယ်။သွေးအလေးလေးစည်စင်းနေပေမဲ့ကျင်ခတ်မှန်ကစင်ဦးကြီးတောင်ကြီးသို့သွားနေမိတယ်။စင်ဦးကြီးတောင်ကြီးရှိဂူပေါကြီးတဲ့သို့ကျင်ခတ်မှန်အလိုလိုတိုးဝင်နေမိတယ်။အထဲဝမမြဝင်ဂူထဲဝမမြဝင်လိုက်။နားထဲမှာအတံများကြားနေရတယ်။အာတင်၍အထဲကိုဝင်သွားတယ်။နောင်နောင်က အမောဆုနေမိတယ်။လွင်မြင်ကကျဲဝန်းလာတယ်။ ဆက်၍ပြေးနိုင်စွမ်းမရှိရောနောက်မှလည်းဆင်းများကနိကက်လာကြည့်ပြီးမန္တော်တော်များဟုထင်ရတယ်နောက်ဆုံးအတိုင်းထာတိနောက်နောက်ရင်ဆိုင်ရပြီတော့မီဆင်းနေလူဤအားပြိုင်ပွဲတနတ်ကိုအစင်းနဲ့ပြင်ပြီးတော့နောက်လက်ပြီးတော့ခြေစုံရလိုက်တယ်တနတ်တန်တဲ့အတူစင်ကောင်ရဲ့နာကျင်စွာအွန်လိုက်တန်ကထွက်ပေါ်လာတယ်နောက်နောက်အာယူ၍ထမိအပြုဆင်းရဲ့ခြေတော်အောက်ကိုရောက်ခဲ့ပြီအပါတရာနင်းချေခြင်းကိုနောက်နောက်တယောက်တိလိုက်မိမထင် စင်နေလူသားတိုက်ပွဲကပြီးဆုံးခဲ့ကြပြီ လူသားများရှုံးနေရသောပွဲမှာပင်တောဆင်ရဲ့အုပ်ကြီးများမှာတော့ဥကင်းတောင်ရှိရာသို့ဥတီလိုက်ကြတယ်ဂူတွင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျင်ခတ်မှန်အော့အော်မိတယ်ဒါဒါမေပုံနဲ့ကဆင်သင်းဆိုင်ပါလားတွေ့လိုက်ရသည်ကဆင်များစုပြုံတေဆုံးခြင်းနေရာဟာဆင်စော်ရီအများကြီးအများကြီးပဲကျင်ခတ်မှန်ဆင်သင်းများရှိရာသို့လိုက်သွားတယ် ဟုတ်တယ်။ဒါဟာဆင်သင်းဆိုင်။လက်ပကြီးရှုလိုက်ပြီးတော့မချက်ချလိုက်တယ်။ငါငါဒီဆင်ဆွဲတွေငါသားတွေတိအောင်ဘယ်လိုခေါ်ပြရမလဲ။ဂျင်ခက်မန်ကဆင်ဆွဲများနဲ့ဆင်သင်းဆိုင်ကိုပြလိုက်ချင်ပါတယ်။ဂူပြင်ကိုထွက်ရန်အတွက်ရှုလျားလိုက်တော့ဂျင်ခက်မန်ရဲ့ခြေထောက်များကဂျင်ခက်မန်ရဲ့ခြေထောက်များကကွေးညွတ်ကျသွားတယ်။ငါငါရှောက်လို့မရတော့ဘူး။ ဝေဒနာများကစူးရှက်စွာနဲ့နာကျင်လာချီပြီငါမျက်လုံးတွေပြလာပြီငါဘာမှမမြင်ရတော့ပါလားနောက်ဆုံးအာကုန်အလိုက်ပေးမယ်အတန်ကတိုးညင်စွာနဲ့ထွက်ပေါ်လာတယ်စင်တင်းချိုင်းတို့ရောက်ခဲရတဲ့မိမိမာအော်ငါဟာစင်တကောင်ဘဝစင်ဆိုတာတေမတင်းချိုင်းမြင်ရတာကိုစင်တို့ဤတဘာဝတရားကစမ်းကြယ်လာသည်ကိုကြင်ခတ်မှန်တီးလိုက်ချိန်မှာတော့ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်အစီအစဉ်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရာဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှားဆင်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။